ငယ်ငယ်လှုပ်နေစဉ်တွင်ရှောင်ရှားသင့်သည့်အချက်များအစာအုံတဲသို့ပြေးမဝင်ပါနှင့်ဓာတ်လီကားများအသုံးမပြုပါနှင့်အထက်မြင့်တိုင်းများမှခုန်ထွက်ခြင်းမပြုပါနှင့်တဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ဖော်ပြပါဖုန်းနံပါတ်များနဲ့အီးမေးလ်လိပ်စာများတို့ဆက်သွယ်နိုင်မှာဖြစ်ပါလိမ့်ရှင်။ရေရင်လှုပ်ပြီးနောက်ပြုလုပ်ရန်အချက်များမိမိ၏မိသားစုဝင်များကိုစစ်ဆေးပါ မိသားစုဝင်များပျောက်ဆုံးသွားပါကသက်ဆိုင်ရာသို့အကြောင်းကြားပါထိခိုက်ဒဏ်ရာရရှိသူများကိုစစ်ဆေးပြီး လိုအပ်တဲ့အကူအညီများပေးပါသက်ဆိုင်ရာအစိုးရဌာနမှထုတ်ပြန်ကြေညာတဲ့သတင်းများကိုစင်စက်မပြတ်နားထောင်ပြီးအကြံပြုချက်များကိုလိုက်နာပါအခြားသူများကိုမျှဝေပါကောလာဟာလာသတင်းများကိုမယုံပါနဲ့မိမိအိမ်နဲ့ပတ်ဝန်းကျင်ရှိလျှက်စစ်ပစ္စည်းများပျက်စီးမှုများအလုံးကိုပြန်လည်စစ်ဆေးပါ အင်အားကြီးမတဲ့ငရင်လှုပ်ပြီးတိုင်းနောက်ဆက်တွဲငရင်များလှုပ်တဲ့ကြောင်းသတိပြုပါနောက်ဆက်တွဲဘေးအန္တရာယ်များကိုအထူးသတိပြုပါတဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ဖော်ပြပါ ဖုန်းနံပါတ်များနဲ့အီးမေးလ်လိပ်စာများတို့ဆက်သွယ်နိုင်မှာဖြစ်ပါလိမ့်ရှင်ငရဲလှုပ်ပြီးနောက်ရှောင်ရှားသင့်သည့်အချက်များအဆောင်အုံဤခိုင်ခန့်မှုကိုစစ်ဆေးခြင်းမပြုဘဲမဝင်ရမြေကန်ပါတောင်ဆောင်များသို့မတော်ပါနှင့်မြေပြိုနိုင်ပါသည် ဆယ်ရေလောင်ကံများအနည်းမှမနေပါနဲ့ဆယ်ချိုးပေါက်ပြီးရေကြီးနိုင်သည်တာဝါတိုင်းများမျောစင်များအထက်မြင့်အဆောက်အုံများပြိုကျနိုင်သဖြင့်အနည်းသို့မသွားပါနဲ့တဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကပေါ်ပြပါဖုန်းနံပါတ်များနဲ့အီးမေးလ်လိပ်စာများတို့ဆက်သွယ်နိုင်မှာဖြစ်ပါလိမ့်ရှင်။